ကဲအားလုံးပဲမင်္ဂလာပါဗျချယ်ဆီတင်းရဲ့ဂန်ဝင်တိုက်စစ်မှုကြီးဒတိယဒရော့ပါကအာဆင်နယ်နဲ့တရားစီမှာချယ်ဆီရဲ့ပေးကိုမရှိစံချိန်ကိုရိုက်ချိုးနိုင်မှာမဟုတ်ဘူးလို့အာဆင်နယ်ဂန်ဝင်အော်နရီနဲ့လောင်းချေထက်ခဲ့ပါတယ်အာရီတာရဲ့အသင်ကလက်ရှိအမှတ်ပေးစရာရဲ့ထိပ်ဆုံးမှာဒုတိယနေရာကမန်စီးတီးတို့ကို၄မှတ်ဖြတ်ပြီးဥဆောင်နေပြီးချစ်လက်တဲ့ခံစစ်ကိုပိုင်ဆိုင်လို့ထားပါတယ် ကနာရိုရဲ့ခံစစ်ပိုင်းအားဒီယာဒီမှာအထင်ကြီးတော့စရာဆွမ်းဆောင်ရည်ကိုပိုင်ဆိုင်လုပ်ထားကအာဆင်နယ်တို့ရဲ့ဒီယာဒီအမှတ်ပေးစရာကိုဦးဆောင်နိုင်တဲ့နောက်ွယ်ကအဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။ဒီယာဒီမှာအာဆင်နယ်တို့အနေနဲ့ဆက်တပွဲကစားပေးကို9ကိုသာခွင့်ပြုထားရပါတယ်။အာဆင်နယ်တို့အနေနဲ့လက်ရှိပေးကိုအနေထားရလွန်ခဲ့တဲ့အနည်း20ကချဲစီဂျိုးရဲ့စံချိန်တစ်ခုကိုရိုက်ချိုးဖို့အခွင့်အရေးရှိနေပြီပဲဖြစ်ပါတယ်။မွန်ယွန်လက်ထက်2005ခုနှစ်ဘောလုံးရာသီမှာချဲစီဂျိုးဟာ38ပွဲကစားပြီးပေးကို15ကိုသာခွင့်ပြုခဲ့ရပြီးယာဒီကုံမှာအမှတ်ပေးချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီစီဇန်နှစ်ခုအတွင်း Chelsea ရဲ့ဒီဇိုင်းဂျင်ကိုလလန်းမိဖို့အသင်း၃သင်းသာနှီးဆက်တဲ့အခြေအနေကိုရောက်ရှိခဲ့ပူပါတယ်။2005-2006က Chelsea 2008ရာသီက Manchester United နဲ့2018-2019ရာသီက Liverpool တို့ဟာပေးကို22ဂိုးစီပေးခဲ့ရပါတယ်။ ဒါပေမဲ့လည်း2004-2005က Chelsea ရဲ့ပေးကို15ကိုနဲ့နီးစပ်ဖို့တော့ခုနှစ်ကိုစီကွာဟာခဲ့ကြပါတယ်။ Drawer က Honorary နဲ့တွဲဆုံခဲ့ရမှာ Chelsea ရဲ့စနေကြောင်းပြောရင် Honorary ကိုကလိခဲ့ပါ။ Honorary ကဒီအသည်မှာ Ghana တွေက Chelsea ရဲ့15ကိုစနေကိုချိုးပြလိုက်မယ်လို့စိန်ခေါ်ခဲ့ပါတယ်။ဒီတရ Drawer က Arsenal တို့ကဒီစနေကိုကြော်နိုင်ရင် Honorary ရဲ့အုတ်ထုံးတဲ့ရှက်ကိုဝစ်စင်မယ်လို့လောင်းချေထက်ခဲ့ပါတယ်။ Honorary က Okay ချရအောင် Arsenal က Chelsea ရဲ့စနေကိုရိုက်ချိုးနိုင်ရင် ဂျီရိုကိုခင်ဗျာစောင်းရမယ်လို့စိန်ခေါ်ခဲ့ရမှာဒေါ်ဘာကလောင်းချေးကိုသဘောတူခဲ့ပြီးအုတ်ထုတ်ကိုလည်းဝစ်မယ်ကျွန်တော်တို့ချဲစီရဲ့စဉ်ကြီးကိုခင်ဗျားတို့မိခဲ့ရင်ခင်ဗျားရဲ့ကျောင်းနံပါတ်14ပါတဲ့ဂျာစီပါဝစ်ပစ်မယ်လို့ပြန်လည်စိန်ခေါ်ခဲ့ပါတယ်လက်ရှိအာဆနယ်တို့ရဲ့ပေးကူးမရှိစဉ်ကြီးနဲ့ပတ်သက်ပြီးချဲစီတို့ရဲ့ဂန်နဝင်နောက်ခံလူတအူးဖြစ်တယ်လို့ကက်တင်ဟောင်းကြီးဂျွန်တယ်ရီကကျွန်တော်ကတော့လည်းနည်းနည်းစိုးရင်မိတယ်ဗျကျွန်တော်နောက်ပိုင်းအာဆနယ်တို့ဘယ်တော့ဂိုးပေးရမလဲဆိုပြီးသူတို့ပွဲတွေတောင်စောင့်ကြည့်ဖြစ်နေတယ်ဒီရသေးတော့သူတို့ကိုချီးကျူးရမှာအမှန်ပဲဗျသူတို့နောက်တန်းကလက်ရှိမှာအရန်ကိုကောင်းနေတာပါ ူတို့ကျွန်တော်တို့စံချိန်ကိုချိုးဖို့အရန်ခက်တယ်ဆိုပေမဲ့အမှန်တိုင်းဝင်ခံရရင်လည်းတော့စိတ်လို့ရှားနေပြီပြလို့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။ပွဲတွေကတော့ကြမ်းကုန်ကြပါပြီ။အာဆနယ်တို့ဒီယာဒီမှာချဲစီတို့ရဲ့ပေးကို15ဟုတ်စံချိန်ကိုချိုးဖြစ်နိုင်မလား။မိတ်ဆွေတို့ရဲ့အမြင်လေးတွေရှင်းရင်လည်းမျှဝေပေးပါဦး။